ဖရီကစ်ပေးပြီးမှဘရန်ဖော့ကိုပနာတီကန်ခွင့်ပေးခဲ့တဲ့ဒိုင်းရဲ့အငင်းပွားပွဲဟာဆုံးဖြတ်ချက်မြေပြအာနီဆော့ရဲ့ဥဆောင်မှုအောက်မှာလဘောင်းတင်အောင်ပရီးမီးယားလိမ်မှာသုံးပွဲဆက်တိုက်ရှုံးနေခဲ့ပြီးတော့ခြေစွမ်းပြန်ကောင်းအောင်ကြိုးပမ်းဖို့လန်ဒန်ကိုရောက်ရှိလာခဲ့ပေမဲ့ဘရန်ဖော့ရဲ့ပွဲစဉ်ဟာအငင်းပွားစဉ်ဟာဖြစ်ပျက်နေတဲ့အတူအရှုံးရရင်ဆိုင်ခဲ့ရပါရင် ဝဲစာမီ6မိနစ်မှာတွင်လဘာဦးဟာဝမ်းစီနဲ့ဥဆောင်ခင်ရပြီးပရာဝိုင်းပင်ကန်ဒီမှာကီမင်ရှာရီရဲ့ဒုတိယဂိုးကြောင့်2-0ဖြစ်သွားခဲ့ပါတယ်တော်တော်လည်းမိုင်လုံကားကက်ကတွင်းကိုတကုတ်ပြန်လဲသွေးဝင်နိုင်ခဲ့လို့ပရာဘိုင်းပါ2-1ဆိုတဲ့ရလနဲ့ဆုံးသတ်နိုင်ခဲ့ပါတယ်ဒုတိယပိုင်းစာမီ15မိနစ်ကြာပွဲချိန်မိနစ်60ဆင်မှာတော့လဘာဦးတို့အဆိုးဆုံးအခြေအနေဖြစ်လာခဲ့ပြီးအီဂိုတီယာကိုကပယ်နယ်တီကိုအေးဆေးဆေးကန်သွင်းယူခဲ့လို့ရလဟာ3-1ဖြစ်သွားခဲ့ပါတယ်ဒါနဲ့တော့25ခုနှစ်မေလ19ရက်နေ့နောက်ပိုင်းလဘာဦးအသင်းတပွဲတည်းနဲ့3ဂိုးအထိပေးခဲ့ရတဲ့ပရမအောင်ဆုံးအခြေအနေလည်းဖြစ်ပါတယ် ဒီဝိုင်းစင်မှာအရင်ပွားဝင်အဖြစ်ပြက်ကတော့ Bradford ကိုပေးခဲ့ရတဲ့ penalty ပဲဖြစ်ပါတယ်။ဖြစ်စဉ်ကလမောက်ခန်ဆင်မှု Virgil van Dijk ဟာပြန်မဲ့ကစားမှဂျန်ကို Utara ကို penalty area အဆုံးမှာတွန်းထုတ်ကန်ကြောင်းမှုပြုလုပ်ခဲ့တာပါ။ ကွေးလန်လူကြီးအောင်ဆိုင်မှာအိန္ဒိယအပြင်ဘက်လိုယူဆပြီးပြည်နယ်ပေါ်သာပေးခဲ့ပေမယ့် VAR နဲ့အချက်အလက်တွေရရှိခဲ့ပြီးတဲ့နောက်မိုလာဆုံးဖြတ်ချက်ကိုပြောင်းလဲခဲ့ပြီးပယ်နယ်တီဖြင့်ပေးခဲ့တာဖြစ်ပါတယ်ဒီလိုပြောင်းလဲရခြင်းအဓိကအကြောင်းရင်းကတော့ဖန်တိုင်းရဲ့ပြည်တွင်ကျူးလွန်မှုဟာအိန္ဒိယအစွန်းမှာမဟုတ်ပဲပယ်နယ်တီအိန္ဒိယရဲ့စီးပွားမှာတိတိကျကျဖြစ်ပွားခဲ့တာအကြောင်းဖြစ်ပါတယ်ဘောလုံးစီးမြင့်ဟာအိန္ဒိယစီးကိုအိန္ဒိယတွင်းမိုက်လို့တတ်မှတ်တဲ့အတွက်ဒါဟာပယ်နယ်တီဖြစ်တယ်လို့သုံးသပ်ရပါတယ် TND Sport နဲ့ Premier League Match စင်တာရဲ့ဖော်ပြချက်အရ VAR ဆုံးဖြတ်ချက်ဟာပေါ်ဂလီကထိထန်ကြတဲ့အမြင်ပေါ်မူတည်တာပေါ်ပဲနဲ့အချက်အလက်ကိုအခြေခံတာဖြစ်တဲ့အတွက် ကွင်းလယ်နိုင်ငံမော်နီတာကိုတွားကြည့်စရာမလိုပဲမူလအဆုံးဖြတ်ချက်ကိုပယ်ဖျက်ကပန်နလီပေးခဲ့ရဖြစ်ပါရင်ဒါလိုကြီးကလည်းပြန်လည်ဆက်ဆေးပြီးတဲ့နောက်လေမောင်ကစားသမားရဲ့အပြစ်ကျူးလွန်မှုကအေရီယာစီးပေါ်မှာဖြစ်ခဲ့တာဒါကြောင့်ကျွန်တော်ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကပန်နလီပဲဖြစ်ပါတယ်လို့တရားဝင်ကြေညာခဲ့ပါရင် ဒီဘောင်းတင်အားပရာဘိုင်းမှာလည်းသူတို့အတွက်ပရာဒီတစ်ချိန်ချင်းပဲခံထားရတာကြောင့်ဒီပွဲမှာတန်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကြောင့်စိတ်ပြန်အားငယ်မှုတွေရှိနေမှာဖြစ်ပြီးခွေးစဲပဲလေးနဲ့ရှင်ပြန်ရမယ့် AFF ဖလားပွဲအစဉ်မတိုင်မီယာစီကိုပြန်လဲတည်ငြိမ်အောင်အမြန်ဆုံးကြိုးပမ်းရတော့မှာဖြစ်ပါတယ်။ဒီပြတဲ့အားရင်းစလော့ဟာရခိုင်နီးပြဂျာကန်ကလော့ရဲ့စနစ်နဲ့ကွဲပြားတဲ့ကစားဟန်ကိုတင်းနဲ့မိတ်ဆက်ပေးနေရပါသေးတယ်။ဒီလိုနီးပြတဒနာတွေအပြောင်းလဲမှာကစားမတွေအပြေးဝအသားမကျသေးခြင်းဟာအဓိကပြဿနာဖြစ်ပါတယ်။ကစားမတွေဟာစလော့ရဲ့လိုအပ်ချက်တွေကိုကွင်းထဲမှာအမှားရမရှိအောင်အကောင့်ထဲမှာပေါ်နိုင်သေးတာကြောင့်အေးပါတဲ့ပွဲတွေမှာလဲချော်မှုတွေဖြစ်ပေါ်နေရပဲဖြစ်ပါတယ်။